United တာ Premier League player ကင်ဒီရရတကယ်ဖြစ်လာတော့မင်း Manchester United ကိုဒီအချိန်မှာ Premier League player ရနိုင်တယ်လို့ပြောရင်ဒီကောင်ကဘာလာပြောနေရလဲကြောင်နေရလားဆိုပြီးတော့လူတိုင်းကထင်ကောင်းထင်နေကြမှာပါဒါပေမဲ့ United လည်းရှေ့ရည်တည်မှုပြိုင်မဲ့အသင်းတွေရဲ့အနေထား Premier League လက်ချံပွဲစဉ်အနေထား United ဟာ Champions League ဆင်းထဲမှာထည့်သွင်းထားတဲ့အသင်းတွေထဲမှာပါဝင်နေပါတယ်။အဘာကြောင့်လဲဆိုတော့လက်ရှိချိန်မှာ United အသင်းဟာမပင်းစရာထိပ်ကိုဦးဆောင်နေတဲ့ Arsenal နဲ့အသင်းနဲ့6မှတ်ကွာ Man City နဲ့ရမှတ်တူ ရမန်16မှာရှိထားပြီးတော့မပင်းဆရာရဲ့အစင်း6နေရာမှာရက်တည်နေတာပါလက်ကျန်ရာသီဝိဝန်းစင်တွေကိုပြန်ကြည့်မယ်ဆိုရင် United အသင်းတွေနဲ့ Spurs အသင်းတွေကိုပဲအဝေးဘက်မှာတွားရောက်ရင်ဆိုင်ရမယ်ပွဲချက်တွေပွဲချက်နေတာပါကျန်တဲ့အသင်းတွေကအလဲလဲအသင်းတွေနဲ့အသင်းငယ်တွေကိုပဲရင်ဆိုင်တွားရမှာဖြစ်ပါတယ်ဒါအပြင်ပြန်ပြန်အသင်းတွေရဲ့ခြေချော်မှုကိုလည်း United အသင်းကအခွင့်အရေးရောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်အရေးကြီးဆုံးချက်က United အသင်းက Premier League ကြီး6ခြေအသင်းထဲမှာဘာအူရောပွဲမှာကန်ဆာမလို့လို့ Carabao Cup ပြိုင်ပွဲကလည်းထွက်ခဲ့ရပြီးမှတပတ်တပွဲပဲအေးအေးဆေးဆေးအာရုံစိုက်ထားလို့ရတဲ့အနေအထားဖြစ်ပါတယ် ဒါကြောင့် United အသင်းနဲ့လက်ချံရာသီဝက်ပွဲစဉ်မှာရလက်ကောင်းနဲ့တောက်လျှောက်ရောက်နိုင်ခဲ့မယ်ဆိုရင်ဒီချိန်ချိန်မှာ Arsenal အသင်းကိုအနီးကပ်ဖိအားပေးလာနိုင်တဲ့အသင်းဖြစ်လာနိုင်ပါတယ်။ဆိုတော့ဒီနေ့မှာ United အသင်းက Premier League ဖလားရခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်တော့ကြည့်လိုက်အောင်ပါ။နံပါတ်1အင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းပြန်ဖြစ်လာမယ်။ Manchester United အသင်းကဒီအားဒီမှာ Premier League ဖလားရရှိလို့ရှိရင် မတ်ပင်းဖလားကို21ချိန်မြောက်ရရှိမှာဖြစ်ပြီးတော့ဒါအင်္ဂလိပ်အမှတ်ပင်းဖလားတစ်လျှောက်ပရီးမီယာလိသမိုင်းတစ်လျှောက်မှာအများဆုံးဆန့်ကျင်ဖြစ်ပါရင်ပြီးခဲ့တဲ့ကာလကလေဘာဘူးဟာပရီးမီယာလိဖျောက်ဆိုးရရှိခဲ့ပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်အတင်းနဲ့တူအင်္ဂလိပ်ပရီးမီယာဖလားအမှတ်ပင်းဖလားကိုအကျဉ်း20စီရရှိထားပြီးတော့အရေးအတွက်တူဖြစ်နေခဲ့တာပါဒါကြောင့်ဒီနေ့မှာဒါယူနိုက်တက်အတင်းကပရီးမီယာလိဖလားရရှိခဲ့လို့ရှိရင်လေဘာဘူးကိုကြော့ပြက်ပြီးအင်္ဂလိပ်အောင်မြင်ဆုံးအသင်းဖြစ်မှတ်တမ်းဝင်သွားမှာလည်းဖြစ်ပါရင်နံပါတ်1ချန်ပီယံလိပြိုင်ပွဲတွေကိုပြန်လည်ဝင်ရောက်ခွင့်ရရှိခြင်းဒါကတော့ရှင်းပါတယ် ပင်မြလိချန်ပီယံစုကိုရသည့်ဖြစ်စဉ်တော်ဖိုးနဲ့ဝင်သည့်ဖြစ်စဉ်မန်ချက်တာယူနိုက်တက်အသင်းအနေနဲ့နှစ်နှစ်ကြာလောက်ဝေးကွာနေတဲ့ချန်ပီယံလိပလာကိုပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်ယူနိုက်တက်အသင်းအနေနဲ့ဝင်ဝင်ပိုင်းဆိုင်ရာပိုတိုးတက်လာနိုင်သလိုထိတ်တန့်ကစားသမားတွေကိုလည်းပိုပြီးတော့ဆွဲဆောင်လာနိုင်မှာဖြစ်ပါတယ်နံပါတ်3အချက်ထိတ်တန့်ကစားသမားတွေကိုခေါ်နိုင်ခြင်းယူနိုက်တက်အသင်းအနေနဲ့လက်ရှိအချိန်မှာအချိန်တွေကတွင်းဆုံးကြနေဆိုပေမဲ့ဥရောပရဲ့ဒိဋ္ဌိကျဲကစားသမားတော်တော်များများကိုခေါ်နိုင်နေဆိုတာနောက်ပိုင်းနှစ်တွေမှာမြင်တွေ့ရမှာဖြစ်ပါတယ် အဒီအလီမှာအသစ်ခေါ်ယူထားခဲ့တဲ့ဒီမာတီးယားကွန်ညာဘရိုင်ယန်အမ်မော့ဆိုရင်ချန်ပီယံလိဝင်ရထားတဲ့အာဆင်နယ်စပါရိုလိုအသင်းတွေကိုငင်းပယ်ပြီးတော့ယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ယူနိုက်တက်အသင်းဟာအရင်လိုမျိုးဆူပလာတဲ့စေခေါ်နိုင်တဲ့အသင်းဥရောပပွဲတွေပုံမှန်ကစားရတဲ့အသင်းသာဖြစ်လာမယ်ဆိုရင်တကယ်ကိုဒီထိကျေကစားသမားတွေကိုခေါ်ယူနိုင်တဲ့အသင်းဖြစ်လာမှာပါ။နံပါတ်၄ပရိသတ်ရဲ့လေမုန်တိုင်းကိုပြိုင်မဲ့အသင်းဖန်တွေခံရခြင်း။ဒါကလည်းရှင်းရှင်းလေးပါ။အခုလိုမျိုးနိုင်ပြနေတဲ့အချိန်မှာတော့ယူနိုက်တက်အသင်းပရိသတ်တွေရဲ့လေတိုက်နှုန်းကို၁၉သင်းဖန်တွေကမခံနိုင်ပါဘူး။ ဒါကြောင့်လေ United အသင်းနိုင်ဝဲရတဲ့အချိန်မှာဒီနေ့လေမုန်တိုင်းရှိတယ်၊ကေကလုံးမုန်တိုင်းလာပြီဆိုပြီးတော့ပြိုင်မက်ဖန်တွေကစားနောက်နေကြတာမျိုးရှိပါရင်ဒီကလေးတော့ United အသင်း Premier League ဖလာရသွားမယ်ဆိုလို့ရှိရင်တိုက်ခတ်လာမယ့်လေမုန်တိုင်းတွေကတွေးတော့မတွေးရပါဘူး Social Media တစ်ခွေပါ United ပရိသတ်တွေအောင်ဝဲခန့်ဟန်နေပြိုင်မက်ပရိသတ်တွေကိုလေတိုက်တဲ့ပုံစံတွေကိုမျိုးစုံမြင်တွေ့ရမှာဖြစ်ပါရင်ဒါပေမဲ့လက်ရှိချိန်ဆွမ်းနဲ့လက်ရှိနေထိုင်ရာ United အသင်းက Premier League Champion ဆုရဖို့တော့စောနေတယ်လို့ပြောမှာဖြစ်ပါရင်အဓိကအဖြစ် United အသင်းကကွင်းလေပိုင်းလိုအပ်ချက်တွေရှိနေပြီးနောက်တန်းကလည်းအာရုံစိုက်မှုရော်နေနေသေးတာဖြစ်ပါရင် ရတဲ့အနေနဲ့လာမယ့်ဇန်နဝါရီကာလမှာကွင်းလင်းလကစားမတရားလောက်ခေါ်ပြီးတော့အာယုံဆိုင်မှုပိုကောင်းလာမယ်ဆိုရင်တော့ရာသီကုန်မှာပရီးမီးယားလိချန်ပီယံစုမရဘူးဆိုရင်တော့မှချန်ပီယံစုကိုဆင်ခွင့်နိုင်တဲ့အသင်းအဖြစ်ကျွန်တော်တို့မြင်တွေ့သွားရနိုင်ပါတယ်